皆さんこんにちは。あろうめみくらば。ဒီနေ့မှာတော့ကျွန်တော်ရှီမိုကီတာဆာဘာရဲ့ပုံအန်တိုက်ကိုတွားခဲ့တဲ့ပရိုလေးကိုအမှတ်တရအနေနဲ့လာတင်တာပေါ့နော်။ခုချိန်အရဆိုရင်ဂျပန်မှာဆန်အုံးလေးရောက်ပြီပေါ့နော်။ပြီးတော့ဂျပန်ယူရမှာလဲဆူခီမီဆိုတဲ့ tradition လေးတစ်ခုရှိရပေါ့နော်။ညီမလို့ဆိုရင်တော့ဒါလာချီချင်းပေါ့နော်။ဆိုတော့သူကဒီကာလာကို celebrate လုပ်တဲ့အနေနဲ့အမှုတညာရင်းနဲ့ပုံဖော်ချတယ်။အာတောင်ယုံကြီးကြီးရေယုံကြီးကြီးရေသူတို့အမီးအလားစင်ပြီးလုပ်ထားရည်လည်းရှိတယ်။ဒီမှာဆိုရင်တော့ကျွန်တော်တို့ ကြည်ကြတာကတော့ဟိုမှာလာရေးကြီးပေါ့နော်လမ်းဖြတ်တဲ့ပြင်ကြိုက်ခွက်လေးတားစားလေးတော့အသေးစိတ်တခြားလေးပုံဖော်ထားပြီးတော့လေအပြင်မှာအရန်လာပါလေပို့ပြီးတော့လာပါလေပုံတရားထက်ကိုအားကြောင့်မလို့အချိန်ရရင်တော့တစ်ခါတော့တွားကြည့်တင်ပါလေတော့အောက်တိုဘာ9ရက်နေ့အချိန်ရှိအောင်ပဲပေါ့နော်ခုချင်ဟာတည်င်းကျွက်ကလာလေးလေးဖြစ်တော့ကြတော့အားလုံးအင်အော်လွမ်းနေကြမယ်ထင်ပါတယ်ပေါ့နော် ဒီမှာဆိုလည်းလားပြည့်ကြီးအကြီးလည်းရှိတယ်မုံစီတန်းလေးလည်းရှိတော့ကျတော့နည်းနည်းလေးတတိကျုပ်ပိုင်းကလေးတော့ရပါတော့နည်းနည်းညီမတို့အလွမ်းပြေသွားပါလေအဲဆိုတစ်ခါလောက်တော့သွားကြည့်ပါတော့တကယ်ချင်းနေနဲ့ခေါ်ပြီးတော့မုံနေပိုင်းစားပြီးရင်အိုင်နာမှလည်းသူကအထက်ဆိုင်လေးလည်းပေါ်တယ် accessory ဆိုင်လေးစားတော့ဆိုင်လေး coffee ဆိုင်လေးအဲ့လိုလူငယ်လေးလည်းတော်တော်များလာကြတယ်ပေါ့နော်အဲ့လိုလူငယ်ကြိုက်ဆိုင်လေးတွေပေါ်တယ်ဆိုတော့ဒီတနေရာလေးတွေတော့မဟုတ်တော့တခြားသွားကြည့်စရာကြီးစရာချင်းစရာလေးလည်းပေါ်ကြတယ် ပါချစ်တယ်မှာအဲ့ဒီနေရာလေးကိုဒီနေရာလေးကတော့ပွဲရှိမှတည်းစီတာမဟုတ်ဘူးတော့သူကအချိန်ပြည့်အဲ့နားမှာမုန်စေးတန်းနေအများရှိနေပြီးတော့အချိန်ပြည့်စီကားနေပါတော့ဒီလိုပွဲရှိရင်တော့ပိုးစီတာပေါ့နော်မလောက်ထားအကျင်စင်လေးတော့ကြီးပြီးတော့မြန်မာရဲ့တင်းကျုံမာလေးဒီလိုမျိုးလာရည်ကြီးဒီရုံရုံကြီးနဲ့တည်တည်စားလေးပြင်ဆင်လိုက်မယ်ဆိုလို့ရှိရင်လုံးဝစီကားပြီးတော့ကြော်စရာရင်းဖြစ်နေမယ်လို့တွေးမိတယ်ပေါ့နော် ခုချိန်မှာတော့လုံးဖို့မတင်နိုင်သေးပါဘူး။ညီမမလည်းတချင်ချင်းကြရင်တော့လည်းမြန်မာရွေးရပွဲတွေကိုလည်းလုံးဝခက်ခဲနာနာနဲ့ဒီတေးပြင်ဆင်ပြီးတော့နိုင်ငံသားတွေပါဆွဲဆောင်နိုင်တဲ့ပွဲတွေဖြစ်သွားအောင်လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။